တကယ်ပဲဒီတစ်ခါထွက်ရှိလာမယ့် PUBG Mobile ရဲ့ Premium Grade အသစ်ရွှေအောင်မဲပုံးအသစ်မှာ M416 skin ကိုတွေ့မြင်ရနိုင်ခြင်းရှိလားမရှိဘူးလားဒီရဲ့ရွှေအောင်မဲပုံးအသစ်ကိုရော game နဲ့မှာဘယ်နှမှာတွေ့မြင်ရမလဲနောက်တစ်ခုက PUBG Mobile ရဲ့လာမယ့် update version 3.8ကို game နဲ့မှာဘယ်နှမှာတွေ့မြင်ရမလဲနောက်တစ်ခုကတော့လာမယ့် price pack ကဘယ်လိုပုံစံအနေထားရှိလဲလာမယ့် glitch pin အသစ်ကိုရော game နဲ့မှာဘယ်နှမှာတွေ့မြင်ရမလဲဒီရဲ့ glitch pin နဲ့မှာဘယ် item တွေပါလာမလဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးကျွန်တော်ဒီ video မှာဖော်ပြပေးသွားမှာဖြစ်ပါတယ်ပထမအဦးဆုံးအနေနဲ့တော့ crate ထဲဝင်လိုက်ပါ premium crate ထဲဝင်လိုက်ပါဒီမှာကြည့်မယ်ဆိုရင် one day ဆိုရင်မှာဖော်ပြ ပေးထားရှိပါတယ်တရက်ဆိုရင်ဒီရဲ့ premium grade ကပြီးသွားမှာဖြစ်ပါတယ်ဒီရဲ့ premium grade ပြီးသွားတာနဲ့ဒီနေရာမှာ custom grade လာမှာဖြစ်ပါတယ် custom grade ကတလဝန်းကျင်လောက်အချိန်သွားမှာဖြစ်ပါတယ်ဒီရဲ့ custom grade ပြီးသွားမှာ premium grade အစ်စ်ကို game ထဲမှာတွေ့မြင်ရမှာဖြစ်ပါတယ်ဒီမှာတငယ်ချင်းတချို့အနေနဲ့ comment မှာပြောနေတာတွေတွေ့မြင်ရတာမျိုးရှိပါတယ်လာမယ့် premium grade မှာချိန်မယ်ဆိုရင်တော့ M416 skin ပါလာနိုင်တယ်ဆိုပြီးမှပေါ့ဗျာဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးမှတော့ဘာမှ confirm မရှိပါဘူးဗျာတီချာတဲ့ leak တွေကလည်းဒီကောင်ကိုထုတ်ထားတာမဟုတ်ပါဘူးဒါကဒီတိုင်းပေါ့ဗျာပြင်သွားရတာပဲဖြစ်ပါတယ် ဒီရဲ့ Enforcement skin တော့လာမယ့် update မှာတွေးမြင်ရမှာဖြစ်ပါတယ် upgrade skin တော့မဟုတ်ပါဘူးဒီကောင် UU skin ပဲဖြစ်ပါတယ် RP ရဲ့မှာပါလာနိုင်လားဒါမှမဟုတ်ပေါ့ဗျာကျွန်တော်အမြင်ရပြောအောင်မယ်ဆိုရင်လာမယ့် price path မှာဒီကောင်ကိုတွေးမြင်ရနိုင်ခြေရှိတာဖြစ်ပါတယ်ဒါလည်းရောဘယ်နေရာမှာပါလာမလဲဆိုတာဘာမှ confirm မရှိပါဘူးဗျာ teacher တဲ့ leak တွေကိုပြောအောင်မယ်ဆိုရင်ဒီ skin ပါလာမှာဆိုတာတော့တည်ကြပါတယ် upgrade skin မဟုတ်ဘူးဆိုတာလည်းတည်ကြပါတယ်ဒါပေမဲ့ဘယ်နေရာမှာပါလာမလဲပေါ့ဗျာဒါတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ဒီမှာရွှေရွှေအောင်မဲဘုံနဲ့ပတ်သက်ပြီးပြောအောင်မယ်ဆိုရင်လက်ရှိပေါ့ဗျာ scarlet ရဲ့ upgrade skin ကိုတွေးမြင်ရတာမျိုးရှိပါတယ်ဒီကောင် ear gun ပဲဖြစ် ်ပါတယ်။လာမယ့် update ရဲ့ရွှေရောင်မဲပုံအစ်စ်မှာလည်းဒီရဲ့ ER ခန်းကိုပေးဖို့ဆိုတာအခွင့်အလမ်းနည်းတယ်လို့ထင်ပါတယ်။ time လေးပေါ်ရဘာမှ confirm မရှိပါဘူးဗျာ။ကျွန်တော်အမြင်အရပြောရမယ်ဆိုရင်တော့လက်ရှိပေါ်ဗျာ Forwent skin ကိုထည့်ပေးနိုင်ခြင်းနည်းတယ်လို့ပဲမြင်ပါတယ်။ time လေးဒါ PUBG Mobile ပေါ်မှာမူတည်တာဖြစ်ပါတယ်။သူပေးခြင်းနဲ့ဆိုရင်တော့ကြိုက်တဲ့အချိန်ပဲအနေထားမဆိုချော့ပေးလို့ရတာမျိုးရှိပါတယ်။ time လေးအခွင့်အလမ်းနည်းတာဖြစ်ပါတယ်။တငယ်ချင်းတချို့အနေနဲ့ပေါ်ဗျာ Scarlet Lee ဘာတွေမဖောက်ဖဲနဲ့ Forwent ဆောင်းနေတဲ့တငယ်ချင်းတွေရှိကောင်းရှိကြပါလိမ့်မယ်။ Scarlet လို့ကြည်ရမယ်ဆိုရင်ထပ်တစ်ခါလာဖို့ဆိုတာအခွင့်အလမ်းနည်းမယ်လို့ထင်ပါတယ်။ဒါပေမဲ့လည်းတငယ် Major Scarlet တွေပါနေမကင်ဖြစ်ဘူးဆိုရင်တော့မဖောက်ပါနဲ့ Unformance ပဲစောင်းဖို့ကျွန်တော်ပြောလို့ပါတယ်ဗျ။နောက်ဆုံးတကယ်ကျွန်တော် Scarlet တွေကင်ဖြစ်တယ်ဆိုရင်တော့စဉ်းစားလို့ရပါတယ်ဖောက်ရမလားမဖောက်ရဘူးလားပေါ့ဗျ။ဒီနေ့နဲ့မနေ့ပြန်အချိန်ရရှိမှာဖြစ်ပါတယ်။ဒီမှာကျွန်တော် Scarlet ဖောက်လိုက်လို့လာမယ့် Premium Grade မှာ Unformance လာတယ်ဆိုရင်တော့ကြည်ကွေးရမှာဖြစ်ပါတယ်။ဒါလည်းကျွန်တော်ဘာမှ confirm မရှိပါဘူးဗျ။ Okay ဒါဆိုကျွန်တော်နောက်တစ်ခုကတော့ PUBG မှာလည်းလာမယ့် Update Version 3.8ကို Game နဲ့မှာဘယ်နေ့မှတွေ့မြင်ရမလဲဆိုတာမေးစီရရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးမှာတော့ PUBG Mobile ဘက်ကနေ Official Release Date ထုတ်ထားတာမျိုးတော့မရှိသေးပါဘူးဗျ။ Time ဲ့နောက်လာဒုတိယအပတ်ထဲမှာဒီ update version 3.8ကို game နဲ့မှာတွေ့မြင်ရဖို့အခွင့်အလမ်းများတာဖြစ်ပါတယ်။ဘယ်နေ့မှာတွေ့မြင်ရမလဲဒါတော့ official release date ထွက်လာပြီဆိုရင်တော့ ကျွန်တော်တငယ်ချင်းတို့ကိုဖော်ပြပေးပါမယ်ဗျာနောက်တစ်ခုကတော့လက်ရှိသွားနေတဲ့ AKM မြက် glispin ပေါ့ဗျာဒီက glispin ဘယ်နည်းပြီးမလဲဆိုတာမေးစရာရှိပါတယ်24ရက်လေးလားဆိုရင်ဒီက glispin ကပြီးမှာဖြစ်ပါတယ်ဒီတရက်နှစ်ရက်အတွင်းပေါ့ဗျာလာမယ့်ကျော် glispin နဲ့ပတ်သက်ပြီးမှာ pre-order event တွေပါတွေထွက်လာဖို့အခွင့်အလမ်းတော်တော်လေးကိုများလာဖြစ်ပါတယ်လာမယ့်ကျော် glispin အသစ်မှာရောဘယ် item တွေတွေ့မြင်ရမလဲဆိုတာမေးစရာရှိပါတယ်အဓိက item တွေကိုပြောရမယ်ဆိုရင်တော့ဒီ joker set ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကြီးကြီးပါဒီပုံစံအနေထားပဲဖြစ်ပါတယ်တငယ်ချင်းတို့ဒီရက် set နဲ့ပတ်သက်ပြီးမှာဘယ်လိုမြင်လဲပေါ့ဗျာနောက်တစ်ခု gun skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ m2 Fortnite skin တွေ့မြင်ရမှာဖြစ်ပါတယ်။ရွှေအောင် theme တုံထားတာမျိုးရှိပါတယ်။တော်တော်လေးကိုလှပါတယ်။ကျွန်တော်ကတော့ပေါ်ပြဒီရဲ့ gun skin ကိုတော်တော်လေးကိုကြိုက်တာမျိုးရှိပါတယ်။ကျွန်တော်ကတော့ဒီရဲ့ gun skin ကိုယူပါမယ်။ဘောက်လစ်ဆိုတော့ကျွန်တော်စီမှာ M249 ရဲ့ပေါ်ပြ upgrade gun skin တလက်မှမရှိတဲ့အတွက်ပဲဖြစ်ပါတယ်ဗျ။နောက်တစ်ခုကတော့ PUBG Mobile လာမယ့် update version 3.8မှာတွေ့မြင်ရမယ့် price path ပဲဖြစ်ပါတယ်။လက်ရှိသွားနေတာတော့ဒီရဲ့ Godzilla နဲ့ collaboration price path ကိုတွေ့မြင်ရတာမျိုးရှိပါတယ်။လာမယ့် update version 3.8ရဲ့ price path မှာကြည့်ရမယ်ဆိုတော့ AOD ပေါ်ပြ attack on titan နဲ့ဒီရဲ့ collaboration ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ attack on titan ရဲ့ skin skin တွေတွေ့မြင်ရမှာဖြစ်ပါတယ်ဒီ skin တွေကိုတော့ကျွန်တော်မပြတော့ပါဘူး Boundless Road ဒီကောင်နဲ့ exclusive collaboration တွေပဲဖြစ်ပါတယ်နည်းနည်းပေါ့ဗျာ Soul City ပုံရိပ်တွေပြလိုက်တယ်ဆိုရင် channel လေးပေါ့ဗျာဒုက္ခရောက်သွားနိုင်ခြေရှိတာဖြစ်ပါတယ် trap ပို့နီးဆက်လာပြီဆိုရင်တော့ကျွန်တော်တကယ်ကျွန်တော်အသေးစိတ်ပေါ့ဗျာ base skin တွေတွေ့မြင်ရမယ်ဒါနဲ့ပတ်သက်ပြီး video တင်ပေးပါမယ်ဗျာဒါပေမဲ့ထွက်ရှိဖို့ဆိုတော့လည်း away လို့သေးတာဖြစ်ပါတယ် update version 3.8ထွက်တဲ့အခါကျမှပေါ့ဗျာဒီကောင်တွေ့မြင်ရမှာဖြစ်ပါတယ် okay ဒါဆိုတကယ်ချင်းအားလုံးအနေနဲ့ကျွန်တော်အခုဖော်ပြပေးလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးမှကောင်းကောင်းနားလည်သဘောပေါက်သွားရေလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီ ီယိုလေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာအခုလိုဗီဒီယိုကြည့်ရှုပေးတဲ့တင်ငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ